အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ရက်ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီဒေါ်လာညချမ်းပါလို့ပြည်သူပေါင်းနှုတ်ဆက်တာပါတယ်ခင်ဗျာဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့မြရီကမဒိန်ကောင်မဘာတာအစွန်ရောက်ကိုဆစ်ရှုံးကောင်စီတက်ကစီမံထူးချွန်စုချင်းမြင့်လိုက်တယ်လို့သိရပါတယ်ခင်ဗျာကရင်ပါဝင်တိုင်းသားလက်နက်ကန်ချို့အမှန်မမြင်ပဲအကြမ်းဖက်နေတယ်လို့ကရင်ပြည်နယ်နဲ့190ပြည့်ထိမ့်မှတ်မှာမင်းအောင်လှိုင်က ပြောလိုက်ပါတယ် မကွေးတိုင်းကရနသာရဲကင်းစခန်းနဲ့ကပ္ပဆာစနစ်ကိုတော်လိုင်းရေးတပ်တွေကတိုက်ခိုက်လိုက်ကြပါတယ်ထိခိုက်သေဆုံးမှုအခြေအနေတွေကဘယ်လိုရှိပါသလဲခင်ဗျာမရီယာရှေချန်းကအရေးကြီးတဲ့နေရာနှစ်နေရာကနေတော်လိုင်းရေးတပ်တွေစုခွာပေးလိုက်ရပါပြီရခိုင်ပေါ်နေကျုံးကိုအကြမ်းဖက်စစ်တပ်ကဘုံကျဲလို့အရသား9ရောက်တည်ပြီးတော့10ရောက်ဒဏ်ရာရသွားပါတယ်စင်ကူးကိုလည်းအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ကဘုံကျဲလို့ပြည်သူ၄ဦးသေဆုံးပြီးတော့ဒဏ်ရာရသူများပါတယ်ခင်ဗျာဒီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကို နားဆင်ရမှာပါပရမသုံးတရင်တပုတ်အနေနဲ့ကရင်ပြည်နယ်မြောက်ရီမြို့မှာအသက်မပြည့်သေးတဲ့ကျောင်းသူအွယ်မိကလင်းငယ်တွေပါဝင် မရိမှုရီရဲ့တရားခံအမှန်ငါရက်ွက်အုပ်ချုပ်ရမှုမဘာသာဆွန်ရောက်ဆိုင်းမျိုးညွန့်ဦးကိုစစ်ရှုံးကောင်စီတက်လက်အောက်ခံကရင်ပြည်နယ်ဆွေရကစီမံထူးချွန်တတရားအဆင့်စုကိုချင်းမြင့်လိုက်တယ်လို့သိရပါဗျ။ဒီကနေ့ကြာရောက်တဲ့290ပြည့်ကရင်ပြည်နယ်နေ့ထိမ့်မှတ်အခမ်းအနားမှာ ဆချုံကောက်စီတဲ့လောက်ခံကင်းပြီးနဲ့ဆိုးရကအခုလိုမျိုးဆိုင်းမျိုးညွန့်ဥကိုစီမံထူးချွန်မှုတတရားအစစ်စုကိုချင်းမြင့်လိုက်တာလည်းဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ပြည်မြို့အမှတ်ငါရက်ွက်အုတ်ချွေးမှုလည်းဖြစ်မဘာသာဆွန်းရောက်တဦးလည်းဖြစ်သူဆိုင်းမျိုးညွန့်ဥကရဲရင်ရင်ကျေးနာမည်နဲ့ဓမ္မစကူအခမဲ့စာသင်ကျောင်းဖွင့်ပြီးတော့အသက်မပြည့်သေးတဲ့မိကလင်းငယ်တွေအပါအဝင်ကျောင်းသူဆယ်ဦးထံမှနေကိုမရင်းကျင်တာနဲ့လိမ်မိုက်ဆိုင်ရာအမျက်ထုံးမှုတွေကျူးလွန်ခဲ့သူဖြစ်ကြောင်းကျူးလွန်ခံရတဲ့မိကလင်းငယ်တွေကတရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်။ ဆိုင်းမြို့ညွန့်ခေါ်ငဆိုင်ဟာမြရမြို့နယ်မှန်ကရက်ွက်အုပ်ချုပ်မှုဖြစ်တဲ့အပြင်စစ်တပ်ထောက်ခံတဲ့မဘာဒအစွန်းရောက်အမျိုးသားရေးအစွန်းရောက်တူလည်းဖြစ်ပြီး2012ခုနှစ်ကတည်းကမဘာဒအဖွဲ့နဲ့စစ်တပ်ထောက်ခံရေးမှာထဲထဲဝင်ဝင်လှုံ့ဆော်နေသူလည်းဖြစ်ပါတယ်ဓမ္မစကူတွေခေစားချိန်မှာတော့မြရမြို့နယ်တွင်ရဲရင်ရင်ကျေးအမည်နဲ့ဓမ္မစကူအခမဲ့စာတင်ကြောင်းဖွင့်ပြီးတော့အသက်မပြည့်သေးတဲ့မိခလင်းငယ်တွေကိုကျောင်းသူအဖြစ်လက်ခံတင် जा ပေးခဲ့ပါတယ်အဲလိုမျိုးကျောင်းသူမိခလင်းငယ်တွေကိုလက်ခံတင် जा ပေးရင် 2019-2018ခုနှစ်ပညာသင်နှစ်အတွင်းအသက်73နှစ်အရွယ်ရှစ်တန်းကျောင်းသူတဦးနေထိုင်တဲ့အခန်းတွင်းအထိဝင်ရောက်ပြီးတော့မရင်းကျင်ခဲ့ပြီးဘသူကမှဖွင့်မပြောဖို့ချင်းချောက်ခဲ့ကြောင်းဒါပြင်ကိုဝင်တားဆီးတွေကိုလည်းတိုက်ခဲ့ပြီးတရားဝင်ယူမယ်ဆိုပြီးတော့အတင်းကျပ်စာချုပ်ကိုလည်းလက်မှတ်ရေးထိုးစေခဲ့တယ်လို့သိရပါတယ်။အလားတူရက်ွက်အုပ်ချုပ်ရေးမှုကအခြားမင်းကလေးငယ်တွေကိုလည်းမရင်းကျင်တာလိမ်မန်းဆိုင်ရာအမျက်ထုတ်တာတွေကိုလုံဆောင်ခဲ့ပြီးဒါလို့လုံဆောင်ခံရတဲ့မင်းကလေးစုစုပေါင်း၁၀ဦးကျော်ရှိပြီးဒမတ်စကူးကျောင်းတည်ထောင်သူလည်းဖြစ်ကြောင်း လက်နက်ကင်ဖွဲ့စည်းတွေနဲ့ပူးပေါင်းနေသူအဖြစ်လဲသိရကြောင်းရက်ွက်အုပ်ချုပ်မှုအဖြစ်လဲထင်ရှားကြော်ကြားနေတဲ့အတွက်ဘယ်အဖွဲ့အစည်းကမှအရေးယူတာမျိုးမရှိကြောင်းသိရှိရပါတယ်ခင်ဗျာဒဇက်ထဲမှာပဲဒီကနေ့မှာကြာရောက်တဲ့ကရင်ပြည်နယ်နေ290ပြည့်အတွက်အာနာသိန်းစစ်ကောင်းဆောင်အချက်ဖတ်မင်းအောင်လှိုင်ကပြေးဖို့တဲ့တဝင်လာတဲ့မှာကရင်လက်နက်ကင်ဖွဲ့ချုပ်ပါဝင်စစ်တပ်ကိုစန့်ကျင်နေတဲ့ဒေါ်လာရင်းအဖွဲ့တွေကိုပြစ်တင်ပြောဆိုလိုက်တာတွေ့ရပါတယ်2022ခုနှစ်ဆရာနာသိမ့်ပြီးနောက်ပိုင်းကရင်ပါဝင်တိုင်းသားလက်နက်ကင်ဖွဲ့တွေက အမတ်တရားကိုမျက်ကွယ်ပြုပြီးတော့ဂျမ်ဖတ်မှုတွေတိုးမြင့်လှုံ့ဆော်နေတာကြောင့်အရင်ကတည်ငြိမ်ခဲ့တဲ့ကရင်ပြည်နယ်ဒေသတချို့မှာတည်ငြိမ်အေးချမ်းမှုမရှိတဲ့ပြည်သူတွေဆင်းရဲဒုက္ခရောက်နေရတယ်လို့နေစနဲ့မြလေချောင်းပုံကျဲတိုက်ခိုက်နေတဲ့လက်သက်တရားခံမင်းအောင်လှိုင်ကပြောဆိုလိုက်တာပါ။ဒါပြင်လွတ်လပ်ရပြီးနောက်ကိုလိုနီနယ်ချဲ့ရဲ့သွေးခွဲအုပ်ချုပ်မှုကြောင့်အထင်မြင်လွှမ်းမကကရင်ပြည်နယ်မှာလက်နက်ကိုင်ပြည်ပခါတွေနဲ့အတူဒီနေ့ချိန်ထိမတိမငြိမ်ဖြစ်နေတာလို့လည်းသူကပြောခဲ့ပါသေးတယ်ခင်ဗျာ။ တစ်ဖက်မှာလည်းအချမ်းဘတ်စရှုံးကောက်စီကကင်းပြည်နယ်နဲ့290ပြည့်ခန်းနာကိုကင်းပြည်နယ်ဗဟန်မြို့မှာကျင်းပခဲ့ပြီးစစ်တပ်နဲ့အပြစ်ခတ်မရှိလက်တွဲနေတဲ့ကင်းလက်နက်ကိုင်အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်တွေတက်ရောက်တာကိုတွေ့မြင်ရပါတယ်။ဒီပွဲကိုတော့ကင်းနယ်ကြားဆောင်တက်ဗီဂျီယက်ခေါင်းဆောင်စောချစ်သူဒီမိုကရေစီကျိုးပြုကင်းရင်တက်မတော် DGB ဒုစီဦးစီးချုပ်စောရွှေဝနဲ့ကင်းနူကင်းနယ်လေး PC ဒုက္ခဒေါက်တာနော်ကဘောထူးတို့အဖွဲ့တွေတက်ရောက်ခဲ့တာကိုတွေ့မြင်ရပါတယ်ခင်ဗျာ။ ိုက်ပွဲသတင်းကြောင်းရည်နဲ့ဆက်ချွန်ပါတယ်မကွေးတိုင်းကံမမြို့နယ်ရနသာရဲကင်းစခန်းနဲ့ကပ္ပစစနစ်ကိုတိုက်ခိုက်မှုမှာစစ်ရုံးကောင်စီတပ်ဘက်ကဒေသုံထိခိုက်မှုနဲ့ပျက်စီးရှိတယ်လို့တရက်ခိုင်အမှတ်လေးတိုင်ရင်ကဒီကနေ့မှာထုတ်ပြန်လာပါတယ်မနေ့ကမနေ့6နိုင်လောက်ကအင်အား30ဝန်းကျင်ရှိတဲ့ရနသာကြေးရွာရဲကင်းစခန်းကိုတော်လိုင်းရဲဘော်တွေနှစ်နိုင်ခွဲကြာအောင်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်တော်လိုင်းတပ်ဘက်ကဘန်ကာ6လုံးနဲ့က၄လုံးကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့မြေပြင်ခြေနေရပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်တယ်လို့အဲ့ဒီတိုင်ရင်ကပြောဆိုပါတယ် တရက်ခိုင်အမှတ်လေးတာဝန်ရှိသူတယောက်ပြောပြတာကတော့တရက်ကပ္ပစာစနစ်တရက်ကနေပြီးတော့လူဝင်အားတွေကို AR မြေကမ်းနားကနေကုန်းလမ်းကနေမသွားဘဲနဲ့ဒီအရက်သားဆက်လေးတွေကိုအချောဆွဲပြီးတော့ကံမမြို့လမ်းအတိုင်းသွားတယ်အဲ့ဒီကနေကံမဘက်ကနေပြီးတော့အင်အားစုဖွဲ့ပြီးတော့လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ပြီးတော့လေကြောင်းမသုံးပြီးတော့ညကရဏတာရွာကိုဝင်နေအခုတော့ရဏတာရွာကိုမှွေနှောက်နေတယ်ဆိုပြီးသူကရှင်းပြပါတယ်နောက်ထပ်တိုက်ခိုက်မှုတစ်ခုအနေနဲ့ကပ္ပစာစနစ်ဆက်ယုံကိုလည်းရှော့တိုက်တုံး၅လုံးနဲ့တိုက်ခိုက်ခဲ့ရမှာ လေးလုံးကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဒီလိုတိုက်ခိုက်မှုကြောင့်ကပ္ပစစနစ်ထဲရောက်နေတဲ့ဗျူဟာမှုအဆင့်ကအောင်လံဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတယ်လို့လည်းဆိုပါတယ်ခင်ဗျာတိုက်ခိုက်မှုပြီးစစ်ရှုံးကောင်စီတပ်ကရင်နသာရဲကင်းစခန်းကတပ်ဖွဲ့ဝင်တွေကိုစစ်ကူပေးနိုင်ဖို့အတွက်ကပ္ပစစနစ်နဲ့ကမ္မမြို့ကအင်အားတွေကိုစုဖွဲ့ပြီးကမ္မမြို့နယ်ပဇင်းနေကျေးရွာနဲ့အုပ်ပုံကျေးရွာတွေကိုလည်းလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်လို့အရသားနေအိမ်တွေမီးလောင်ခဲ့ကထိခိုက်သူ၃ဦးတည်းကတဦးကတော့ဒဏ်ရာပြင်းထန်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာစစ်ရေးတပ်မှနေရတဲ့အတွက်တိုက်ပွဲဖြစ်ပွားရာဒေသကို ခยีသွားလာတာတွေမပြုတ်လို့တင်ဘူးလို့တရက်ခင်အမှတ်လေးတရင်ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်သတင်းပုတ်အနေနဲ့မန္တလေးတိုင်းမတရားမြို့နယ်ရှေ့ချမ်းကအင်ဂျင်မြိုင်လေကြောင်းရကားဝေးတက်တဲ့စတော်ကြီးရေလောင်တမန်တို့ကိုစစ်ရှုံးကောင်စီတပ်ကပြန်လည်သိမ်းယူသွားတယ်လို့ဒေသခံတွေကသိရပါတယ်တေသွညာနှစ်ခုဆစ်စင်ရဲ့ဒုတိယလိုင်းမှာမန္တလေး PD ရဲ့သိမ်းယူခဲ့တဲ့မတရားမြို့နယ်ရှေ့ချမ်းကစစ်တပ်အထိုင်နေရာတွေကိုစစ်ရှုံးကောင်စီတပ်က ်ဩဂတ်စ်လကစတင်ပြီးတော့ပြန်လည်ထိုးစစ်ဆင်နေတာဖြစ်ပြီးဒေါ်လိုင်းတက်တဲ့သိမ်းယူထားတဲ့မတရားရှေ့ချမ်းကအရေးကြီးတဲ့နေရာနှစ်ခုကိုအကြမ်းဖက်ဆက်ရှုံးကောက်စီတက်ကပြန်လည်သိမ်းယူသွားတာဖြစ်ပါတယ်။နိုဝင်ဘာလ6ရက်နေ့မနက်7:00နာရီလောက်မှာဆက်ရှုံးကောက်စီတက်ကစစ်ကြောင်း3ကြောင်းနဲ့အင်ဂျင်မြိုင်၄ကြောင်းရံကာဝေးတက်စခန်းနဲ့ဆယ်တော်ကြီးရေလောင်းတမန်တို့ကိုထိုးဝင်လာတာဖြစ်တယ်လို့သိရပါတယ်။ဒီနေရာနှစ်ခုဟာကက်လျက်တရှိတဲ့နေရာတွေပါ။တိုက်ပွဲ3နိုင်လောက်ဖြစ်ပြီးတော့တော်လိုင်းတက်တဲ့ဘက်ကနေမြေစုပ်ခွာပေးလိုက်ရတာလို့ဒေသခံတွေကပြောပါတယ်။ ဒီနေရာမတရားမြို့နယ်ရှေ့ချမ်းတွက်အရေးကြီးတဲ့နေရာဖြစ်ပြီးလက်ရှိမှာစစ်ရုံးကောင်စီတပ်ကအင်အားထောင်နဲ့ချီတုံးပြီးတော့နေမြေတွေကိုပြန်လည်ပြီးတော့တင်းယူနေတာပါစစ်ရုံးကောင်စီတပ်စစ်ကြောင်းနဲ့တိုက်ပွဲတွေကြောင်းမတရားမြို့နယ်ရှေ့ချမ်းတနယ်လုံးစစ်ပေးဆောင်နေရပြီးစစ်ပေးဆောင်နေရှိတဲ့ဘက်ကိုလည်းစစ်ရုံးကောင်စီတပ်ကဒရဇက်လေရင်နဲ့ဘုံကျဲနေတယ်လို့သိရပါပါတယ်ခင်ဗျာရခိုင်ပြည်နယ်ကဒရင်းနေနဲ့ဆက်ချင်ပါတယ်ရခိုင်ပြည်နယ်ပုံနေကျုံမြို့နယ်မှာရှိတဲ့အောင်ပြူပြင်ကျေးရွာနဲ့ရိုတရုတ်ကျေးရွာတွေကိုဂျမတ်စစ်ရုံးကောင်စီတပ်ကဒီကနေ့မနက်ပိုင်းမှာဘုံလာကျခဲ့တဲ့အတွက် အရသား9ဦးသေဆုံးပြီးတော့6ယောက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒီနေ့နိုဝင်ဘာ9ရက်နေ့မနက်7:29မိနစ်မှာ Jet Fighter နဲ့အောက်ပြပြင်ကျေးရွာကိုဘုံနှလုံးကျက်ချတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသမီးတယောက်ဒဏ်ရာရသွားခဲ့တယ်လို့ AA နဲ့နှိစက်သူတွေစီကနေသိရပါတယ်လာဒူဘဲမနက်7:00ခွဲအချိန်လောက်မှာရုတ်တရက်ရွာတဲ့ကိုလည်း Jet Fighter နဲ့ဘုံနှလုံးဇက်တိုက်ကျက်ချခဲ့တဲ့အတွက်အရသာမျိုးသမီး၄ယောက်နဲ့အမျိုးသား၁ယောက်စုစုပေါင်း၅ယောက်သေဆုံးပြီးအရသာမျိုးသမီး၃ယောက်နဲ့အမျိုးသား၄ယောက်စုစုပေါင်း9ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ။ဒါပြင်ဒီကနေ့မနက်7:00နာရီကလည်းစစ်တွေခြေဆိုင်အကြမ်းဆက်ရှုံးကောက်စီတပ်ရဲ့344တရင်က120မမလက်နက်ကြီးကြီးနဲ့လှမ်းပြီးတော့ပစ်တဲ့အတွက်ပုံနှချုံမြွတ်နေကွမ်းတော်ရွာကိုကြားရောက်ပောက်ကွဲလို့အသက်55နှစ်အရွယ်အယက်သားအမျိုးသားတယောက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ပုံနှချုံဒေသခံတယောက်ပြောပြတာကတရထဲမှာဘုံကနှစ်နေရာချဲခံရတယ်။လက်နက်ကြီးပစ်တာကတနေရာဘုံကျဲတာကရိုးတရုံမှာအနောက်စုရက်ကွက်မှာကျတယ်ဆိုပြီးပြောပြပါပါတယ်ခင်ဗျာ။ အကြမ်းဖက်စစ်ကြောင်းကောင်စီတပ်ကမန္တလေးတိုင်းထဲမှာလည်းဘုံကျဲပြန်မာတဲ့သတင်းပြေဆုံးကိုကြည့်အောင်ပါမန္တလေးတိုင်းစင်ကူးမြို့နယ်တွင်မန္တလေးမိုးကုတ်လမ်းပိုင်းကကျေးရွာတွေကိုစစ်ကြောင်းကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ပြည်သူ၄ဦးသေဆုံးပြီးတော့ဒဏ်ရာရသူတွေများတယ်လို့ဒေသခံတွေကပြောပါတယ်ရထားတာတော့စစ်ချောင်းနေ၄ဦးတည်ပြီးတော့အများကြီးဒဏ်ရာရတယ်တဲ့သေဆုံးတာတွေလည်းထပ်ပြီးတော့တိုးနိုင်တယ်လို့ဒေသခံတယောက်ကရှင်းပြပါတယ်လှမ်းမြင်ရတာကတော့ဒီကျေးရွာတွေဘက်လို့ထင်ရတာပဲမတရားကစစ်ချောင်းတွေက စင်ကူဘတ်တက်တပိတ်ချင်းဘက်ကဆက်ဆောင်တွေကစင်ကူဘတ်ဆင်းပြီးအခုကျဲတဲ့နေရာတွေမှာဆက်ဆောင်တွေစုပြီးတော့နေကြတာပဲပြည်သူတွေရှိတဲ့ဘက်ကိုလိုက်ကျဲနေတာလို့ဒေသခံတူကမှတ်ချက်ပြုပါတယ်။နေ့လယ်12နာရီခွဲနဲ့တနာရီ45မိနစ်ချိန်မှာလေရင်နှစည်းနဲ့6ကြိမ်ထိဘုံကျဲခဲ့တာဖြစ်ပါတယ်ခင်ဗျာ။အခုလေကြောင်းတိုက်ခိုက်တဲ့ကြေးရွာတွေဟာစစ်တပ်ထောက်ခံသူတွေများပြီးအရင်ကစစ်တပ်ထိုင်ကြတဲ့နေရာတွေဖြစ်တယ်လို့လည်းသိရပါတယ်။တေတုံညာနှစ်ခုစစ်စေးဒုတိယလိုင်းမှာတော်လိုင်းတက်တွေကတင်းယူထားတဲ့နေရာတွေဖြစ်ပါတယ်။ မတရားမျိုးနဲ့တနယ်လုံးကိုစစ်ချုပ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာမို့ပြည်သူတသိန်းကျော်ဆစ်ဆောင်နေရပြီးစင်ကူးမျိုးနယ်တွေကိုအများဆုံးဒိတ်ဆောင်နေကြရတာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာဒီကနေ့ညကင်းတို့အထူးတင်ဆက်ပေးခြင်းနဲ့အကြောင်းအရာကတော့တော်လှန်ပြည်သူတွေကိုကျွန်တော်တို့ဦးလေးတက်လို့ခေါ်တဲ့ဥကျော်တက်လင်းကနေသတင်းစကားပတ်ထတာရှိပါတယ်ရနာဘုံတက်ဦးကပြုလုပ်တဲ့ campaign ဖွင့်ပွဲမှာဥကျော်တက်လင်းကအခုလိုမျိုးသတင်းစကားပတ်ခဲ့တာပါရုပ်သက်ပိုင်းပြည်စုံကိုကျွန်တော်တို့ကြည့်ရှုနားဆင်ကြည့်အောင်ပါခင်ဗျာအဲ့ဒါဆိုရင်တော့ မခေါ်ထားရင်တော့ကျွန်တော်ပြောမယ်ဗျာဒီကျွန်တော်ဒီကိုပေါင်ကိုလိန်ဆွဲတာလဲပါမယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ခွန်အားပြရတာကိုကျွန်တော်သဘောကျတယ်ခင်ဗျားတို့စီကခွန်အားလဲယူမယ်ကျွန်တော်ခွန်အားလဲပေးမယ်အဲ့တော့အဓိကနံပါတ်1ပြောချင်တာတော်လိုင်းရေးက9နဲ့တောင်မပြည့်သေးပါနော်ကျွန်တော်ခုနစကားတွေပါတယ်အားလုံးချုပ်ပြီးကျွန်တော်ပြောတော်လိုင်းရေးက9နဲ့ကိုမပြည့်သေးတာဘာမှမကြသေးဘူး9နဲ့ဆိုတာခလေးလေးတယောက်လူလားတော်မှမပြောက်သေးဘူးဒါပေမဲ့ကျွန်တော်တို့ဒီ နေရာတိုင်းမှာခြကွာလုံနေတဲ့အတွက်เนาะဒီခွေးတွေနွားတယ်ဘယ်နှမှာနေကြမရှိတော့တော့အဲ့တော့ဒါလေးကိုကျွန်တော်နံပါတ်1ပြောလို့ရတယ်။နံပါတ်2ကကျွန်တော်တို့ကမ်ပိန်းဆိုတာကကမ်ပိန်းလုပ်ပြီးဆိုရင်ကျွန်တော်ကဘာလဲဆိုပုံပေါ်အောင်ပြောရတာ။ပုံပေါ်အောင်ပြောရတာ။ပုံပေါ်ပေါ်လို့ရှိရင်ပြည်သူကမလူချင်းဘူး။အညာမှာခြတယ်။အညာမှာသေတယ်။အညာမှာမရင်းချစ်ခံရတယ်။အညာမှာမီးရှို့ခံရတယ်။အဲ့လိုပဲတတိုင်းလုံးတပြီလုံးစစ်ဘေးစစ်တမ်းသင့်เนาะ ဟောပြောလိုက်ရင်တော့တိုင်းသားညီကိုမောင်တို့ကအများလို့ဒီမေလိုးတွေပါဇက်ကထွက်လာပြီးတော့တကယ်တမ်းကြတော့เนาะဒီလက်နက်ကြီးနဲ့ထုတယ်လေရင်နဲ့မညမတာเนาะပြက်ပြက်ခါခါနာနာကြီးကြီးဖြစ်အောင်ပုံကျဲတယ်လူတွေကိုတတ်တယ်เนาะလေပင်ကိုဖြတ်တယ်เนาะခြေတွေလက်တွေကိုဖြတ်တယ်သေပြီးသွားရင်တော့ပသိမရှင်မာတော့ဖြတ်တယ်เนาะခြံစိုးတိုင်းနေမှာစိုက်တယ်ပြီးတော့ကျွန်တော်တို့တန်ကြိုးတွေနဲ့တုတ်တယ်အောက်ကနေမီးရှို့ နော်အပိုင်းပိုင်းအဆဆပြတ်နေတယ်ကျွန်တော်တို့ပြည်သူတွေကိုခင်ဗျားတို့မြင်နေကြမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးတိုင်းပြည်ရဲ့ပြင်ပတော့တကောနေဆက်စီးမြန်းမှာတော့တကောလွတ်မြောက်တဲ့နေရာတွေမှာတော့တကောကိုယ့်နေရာမှာစစ်ဘေးစစ်တမ်းမသိရင်အဲ့ဒါတွေကိုမြင်ရင်မြင်ဖို့ကလည်းခဲယမ်းသွားပြီနော်အခုမီဒီယာတွေမှာတရားကိုနော်ဟိုလိုအုပ်တဲ့ဒီလိုဖြတ်တဲ့ဒီလိုပိတ်တယ်ဆိုတယ်ဆိုတော့နော်ကျွန်တော်အများပြည်သူမှန်တော့ပေါ့ကျွန်တော်မြန်မာနိုင်ငံကတော့ဒါတွေကရိုးသွားပြီ နော်ထုံထုံသွေးလန့်တတ်တဲ့ကောင်တော့ပုံဝင်မနဲ့ဖျဲကြည့်တဲ့ခေတ်ရောက်သွားပြီအဲ့တော့တခြားတိုင်းပြည်တွေမှာတော့နော်ကျွန်တော်အခုဒီမှာနေတဲ့ထိုင်းတို့စင်ကူတို့မလေးရှားတို့ဟိုယူရုပ်တွေကိုခဏထားအဲ့လိုနိုင်ငံတွေမှာတော့ဒီဆက်ဆိုတာအဲ့လောက်ကြီးမမြင်ဘူးဗျပြီးတော့လင်းရဲနဲ့ဘုံကျဲသွားရင်လေနော်ဟိုခုနလိုပဲအပိုင်းပိုင်းတက်တက်ပြတ်မယ်ပြားဘုံအတိနော်ဒီအင်္ဂရီတွေကြားထဲရနေပြီးတော့သူတို့ဆွဲထုတ်တယ်ဒီလိုအပျက်စီးကိုပဲကျွန်တော်မြင်ရမယ်ရက်ရက်ဆက်ဆက်လူတယောက်ကိုနော်နာနာကြီးကြီးတတ်တာလေ no bro me e no tao ma mi me o pen no tao hu ta mi o ma mi a me o pen no ma o ma mi a ma o ma dei jin nei set ano ni a ma a hu chano re sha da na bo chano le ku na kin nai lo be man de da sit sit man le se o ni ma mwe ge no man le da sit sit ko myin saung ma mai la ma ji ge de man le tai ne o no she zen ma le pinya tin ge de so ro chano di no ho man le tai ne ma ngai zen taung ji khle bo a ni no mwe de ya ni bi lo a ta အရွယ်ရောက်တက္ကသိုလ်တက်သည့်အထိကျွန်တော်တို့မန်လေးတိုင်းထဲမှာပဲနေခဲ့ကြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီရတနာဘုံအတွက်ကျွန်တော်ကူတဲ့အခါမှာကျွန်တော်ကြည့်ပါအခုစစ်ဒေသအပြင်းထန်ဆုံးသည်ကျွန်တော်စိတ်ဝင်စားစရာအကောင်းဆုံးသည်မိုးကုတ်ဖြစ်နေပါတယ်เนาะဒီမိုးကုတ်ဒေသကိုလက်ကူပါအဲ့မိုးကုတ်ဒေသကိုဝန်းရံမဲ့ဘတ်ဖာဘုံကျွန်တော်ကြားကန်เนาะဒီမိုးကုတ်ကိုမရောက်အောင်ဟန်တားနိုင်မဲ့နေရာတွေကိုလည်းကူရမယ်အဲ့လိုကူတဲ့အခါမှာသူတို့တောင်းတာ3900ရတယ်ပဲ တိုင်းကရတယ်မှာကျွန်တော်တို့ကြေညာထားတယ်တော့ဘုတ်မှာကြေညာထားတယ်ဘဲကိုဘဲကိုကူလို့ရပါတယ်ဘဲအကောင့်တွေကိုပေးလို့ရတယ်ဆိုပေမဲ့ခမအသေးလေးနဲ့တင်အသေးလေးကိုအကူအညီတောင်းပြီးအသေးလေးအကောင့်ကိုလွှဲပါနော်ဂျိုးဂျိုးနဲ့တင်ဂျိုးကိုပေးပါခင်လိုင်နဲ့တင်ခင်လိုင်ကိုပေးပါဘာဘူးနဲ့တင်ဘာဘူးကိုပေးပါကိုနေနဲ့တင်ကိုနေကိုပေးပါအီလီယန်နဲ့တင်အီလီယန်ကိုပေးပါမေအောင်နဲ့တင်မေအောင်ပေးပါဂါဂါနဲ့တင်ဂါဂါကိုပေးပါနော်ဆရာဆောနဲ့တင်ဆရာတန်နေဆောကိုပေးပါကျွန်တော်နဲ့တင်ကျွန်တော်ပေးပါကျွန်တော်ရောက်အောင်လှူပါရောက်အောင်ကူပါမယ်နော်မီဒီယာအခုအချိန်မှာနော် ငါဘယ်ရောက်ဘယ်သူ့ကိုကူထားတယ်လိုင်းပေါ်တင်လိုက်ရနော်ဘာမှဟိုအမားလို့မရတဲ့ခစ်ပါအဲ့တော့အားလုံးဒီဒီ900မကောက်တထောင်လည်းရသေးတယ်အဲ့လိုပဲဘောကုတ်ကလည်းရသေးတယ်ကင်နီကိုလည်းရသေးတယ်ကရင်ကိုလည်းရသေးတယ်တနန်းသာကြီးကိုလည်းရသေးတယ်နော်မန်လေးစကိုင်းမကွေးဆိုတဲ့နေရာတွေ AR ကိုလည်းရသေးတယ်ကချင်ကိုလည်းရသေးတယ်ရခိုင်ကိုလည်းရသေးတယ်အဲ့တော့ကျွန်တော်တို့ဒီဒီလိုပဲ campaign ကိုဒီနေ့မှကျွန်တော်တို့10ယောက်ကဒီမှာတက်တယ်ကျွန်တော်ရဲ့နောက်ထပ်အဖွဲ့10ယောက်ကဟိုဘက်မှာတက်တယ် ကျွန်တော်တို့တီကျွမ်းရုံပဲရှိတဲ့သူတွေကလည်းဟိုဘက်မှာတက်တယ်ဟိုအမေရိကလူတွေလည်းအခု campaign မှာတက်နေတော့မယ်နော်အခုလည်းကျွန်တော်ဂုဏ PVT ကိုကြည့်တယ်ဆ iam နှွေရံတို့တက်နေတာပဲချနေတာပဲအဲ့တော့ကျွန်တော်တို့ဒီအသက်ရွယ်ကြီးငယ်မရွေး ကြားမှမရွေးနော်ကျွန်တော်ချအဲ့တော့ဒီမန္တလေးရတနာဘုံတက်ဦးဆိုတဲ့နေရာဒီဟိုတလောကကျွန်တော်နော် PLF နော် People's Liberation Force နော် AR တက်ကျွန်တော်ကူတယ်နော်တော့ကျွန်တော်တို့သူတို့တဲ့တာလွန်တဲ့အမောင်ရအခုလည်းသူတို့3900ပဲတောင်း ရင်ထဲမှာတမျိုးပဲဗျတက်လားเนาะဒီတက်ဖွဲ့လေးတွေဒီသူတို့နဲ့เนาะစိုင်းတလောက်ပဲတောင်းအာဓာတ်တွေကုံသွားရင်ဓာတ်တွေကုံသွားရင်နောက်တစ်ချောက်ပေါ့လေးလေးဟာဒီလိုပဲအေးအေးပဲเนาะအေးအေးပဲဆိုတော့เนาะသူတို့ဟိုအလုံးမလုံးဘူးပြောတာမဟုတ်ဘူးသူတို့နိုင်နာလေးတွေသူတို့ရဲ့ရိုးရိုးသားသားပဲဓာတ်လေးပဲတောင်းနေပြီးလို့ရှင်ဓာတ်တွေကခင်ဗျားတို့ခုနကเนาะထောက်ပဲပြောတဲ့အရာတွေအများကြီးပံ့ပိုးမှာဖြည့်စည်းမှာအဲ့တော့မျက်လုံးနဲ့မြင်ကြည့်ပါ ရွာကြီးတရွာကိုစစ်ကြောင်းဆိုပြီး80တရာနဲ့ဝင်လာပြီမုံဝံကဲမှာလက်နဲ့ကြီးနဲ့အုံအုံဆိုထုပတ်ကြည့်ပါခမရအိတ်လို့ရမလားတိုက်ဒေတာတွေနဲပါတယ်နော်အင်ဂျီယာကြီးတွေအဲ့လိုနေရာရွာကျေးရွာစံပုတ်တွေအိမ်အိမ်ဆိုထုလိုက်ထုလိုက်ပြီးလို့ရှင်စစ်ကြောင်းကြီးဝင်လာဝင်လာပြီးတဲမဲစီးတယ်လို့နော်အပြစ်ရှိတော့မရှိတော့ကြားနေတော့သူတို့ဘက်တော့ကိုယ့်ဘက်တော့မသိဘူးလူတရိတ်ဆန်နေလို့နော်ကျွန်တော်တို့ဟိုဖက်ဆက်ဂျပန်ခစ်တို့ဘားတို့ညာတို့ကြည်နေရရုပ်ရှင်ကတွေပေါကတွေကို တုံးကလိုပဲเนาะတဲအမဲစီဆိုကြွဲတယ်နွားတွေဆွဲအိမ်နေမိရှုဟာနော်ပြာဖြက်သွားတဲ့ဟာတွေလည်းဟိုလောက်ပြီးတာနဲ့အိမ်အိမ်နေကပစ္စည်းတွေယူမိမတွေမရင်ချင်းအဲ့လိုတွေကအညာမှာနေတိုင်းဖြစ်နေတာနေတိုင်းဖြစ်နေတာနေတိုင်းနေတိုင်းအချိန်တိုင်းနေတိုင်းနေရောညရောနေလေရောညနေရောမိုးရောနေပူဖြစ်နေတာအဲ့ဒါတွေကိုကျွန်တော်မြင်ရမယ်နော်အဲ့လိုမြင်အောင်လဲကျွန်တော်ပြောချင်တယ်ခင်ဗျားမြင်နေလို့လားဆိုကျွန်တော်လက်ရှည်တန်းရောက်ဘူးလေကျွန်တော်လက်တက်ထဲမှာနေဘူးလေ တက်တော်ဝင်ထန်းဆောင်တယ်အဲ့တော့ဒီလိုအခြေအနေမှာလည်းဖြစ်နေတာပဲဟာသူတို့ပြောလိုက်မယ်သူတို့ဘက်ကဝါဒဖြန့်တယ်သူတက်ကိုတက်ပဲသူစလှုပ်လို့လာပေါင်းများစွာကြာမှကျွန်တော်စလှုပ်တာနော်ကျွန်တော်ဒီဆန္ဒပြယုံမယ်လက်ထဲမှာဘောပန်လေးကလွဲလို့ဘာမှမပါလွဲလေးနဲ့ရေတန့်ဘူးလေးနဲ့လာခဲ့ကြအဲ့ကနေမှမတ်စတစ်အဲ့ကနေမှနော်မိကြီးမိပန်းလေးအဲ့ကနေမှလောက်လေးกว่าလေးတော့ကိုအန်ရဲ့ကောက်ွယ်ဖို့တဲအိတ်လေးတွေ့ကြည့်ပါဟိုဘက်ကကြီးအစ်စ်တွေရာဘာကြီးတွေဘာတွေနဲ့ မိုးမော်နေအောင်ပြစ်လို့ကျွန်တော်ရဲ့ကိုမင်းမင်းလွန်တို့နော်ပေါင်ရင်ကနေဖြတ်လိုက်ရအဲ့တော့အဲ့အချိန်မှာမြတ်သွားခိုင်တို့အသက်ဆုံးရှုံးခဲ့တယ်နော်အဲ့အချိန်မှာပဲကျင်စင်တို့အသက်ဆုံးရှုံးခဲ့တယ်အဲ့တော့ဒီလိုမျိုးတွေမိမတော့ယောက်ျားတော့ခလေးလေးတော့ချက်စရာတော့အနာကတ်တွေအကုန်ဖြိုခွင်းတာကျွန်တော်တို့ရွာရွာမမဟုတ်မြို့ကြီးတွေဆိုင်နေကနားတွေနော်လူကုန်တန်တွေလူသိက္ခာနဲ့နေခဲ့တဲ့လူတွေရဲ့အိမ်တွေအတင်းဝင်အတင်းဆွဲ ကျွန်တော် live တွေမှာတွေ့ပါလိမ့်ပြန်မြင်ကြည့်ပါပြန်မြင်ရအောင်ကြည့်ပါပြန်မြင်ပြီးမြင်မျက်လုံးထဲမှာကြုတ်ရှင်ပြတယ်လို့မြင်ကြည့်ပါတစ်ခွက်တိုင်းတစ်ခွက်တိုင်းမြင်ကြည့်ပါမမေ့ပါနဲ့လင်းနဲ့ဘုံကျဲလို့အစီတွှဲွှဲနဲ့နော်မအေရသားလက်ဟိုသားလေးကိုပိုက်ပြီးသေးသားမီးနှစ်ယောက်လုံးသေးနော်ဒီကြားထဲမှာငလင်းကလှုပ်ဒီကြားထဲမှာမိုးကကြီးရေကကြီးနော်တကက်ကက်ဆိုးဘေးဆိုးထိနေတဲ့နိုင်ငံကိုကုဖို့7300တနေရာတထောင်စီရတောင်းတာကျွန်တော်သားလို့သမီးလို့အရွယ်တွေကတောင်းတာ နော်အဲ့လိုတောင်းနေတော့ကိုနော်ဟိုမပေးလို့ကျွန်တော်အပြစ်ကြီးလည်းမဆိုရက်ပါဘူးဒါပေမဲ့ထဲချဇမ်းပါအခုတက်နေတဲ့ထဲမှာကိုဘာဘူးကလက်တစ်ချောင်းပေးထားတယ်နော်ကျွန်တော်တို့ဟို PLF တို့ဘာလို့မှပါတဲ့နော်ကိုအောင်ဟိန်းတို့က6တချောင်းပေးထားတယ်ကိုကြီးကန်းတို့က6တချောင်းပေးထားတယ်ကိုမင်းလုံတို့6ချောင်းပေးထားတယ်အဲ့လိုပဲကိုသေးကြီးတို့6ချောင်းပေးထားဒါလူသီးထင်ရှားเนาะ line ပေါ်မှာတကယ်ကိုဟိုပြင်းပြထန်ထန်လှုပ်နေတယ် ခြေောက်တွေလက်တွေပေးရလဲအနာဂတ်တော့ဆက်လက်ပြီးတော့လူကောင်းတွေတက်တော့ရှာနိုင်ဖွေနိုင်ရှက်တန်နိုင်အောင်လုပ်နေတဲ့သားတွေသမီးတွေပါဒီလိုမျိုးပေးထားတဲ့လူတွေကလည်းရှင်သန်စေပဲချနေတော့မယ်ချกว่าပဲအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ဟာဘယ်ပေးရှို့လူကမှာတော့ဘာတွေလုပ်ရမှာတော့ဟိုကျွန်တော်တော်လိုင်းရေးစတယ်တော့ဘယ်သူကမှာ1နှစ်3လေး5 6ခွင့်ရ60တန်းစီညာညိပြီးတော့တော်လိုင်းရေးစခဲ့တာမဟုတ်ဘူးเนาะကျွန်တော်တို့တော်တဲ့ဟိုဒီဘက်တော်တဲ့ဝင်နေတဲ့လူကဝင်နေ ကချင်ဘက်ကိုဝင်နေတဲ့လူကဝင်နေရခိုင်ဘက်ကိုဝင်နေတဲ့လူကဝင်နေနှိဆက်ရမှာကိုစက်တနတင်ပြန်ချနိုင်ဖို့ပြန်ချနိုင်ဖို့ကျွန်တော်ကြိုးစားခဲ့ကြတာအခုချနိုင်ကြပြီချလဲချနိုင်နေပြီအဲ့ချိန်ကြမှာလင်းနဲ့ကြီးတောင်ဆိုတဲ့ခုနမေအောင်ပြောတဲ့စကားလို့လင်းနဲ့ကြီးတောင်ဆိုတာမလောက်ပါနဲ့လင်းနဲ့ကြော်ကြော်ပဲငါးနဲ့အတွဲမဲ့ရှိပါသေးတယ်နော်ရှင်းနဲ့ဖေဗရီကြမှာငါးနဲ့ပြင်ငါးနဲ့လေးပဲရှိပါသေးတယ်ဆိုတော့စိတ်နဲ့တော်လိုင်းဒုတိယပိုင်းစကြရအောင်ပါ เนาะကျွန်တော်တို့အီလေးဆွဲလာတဲ့ပထမပိုင်းပြီးပြီလို့သတ်မှတ်ကြအောင်ပါကျွန်တော်တို့စိတ်တွေလည်းပဲသတ်မှတ်ပါเนาะကျွန်တော်တို့အဆိုးရမပြောသည့်တိုင်အောင်ကျွန်တော်တို့လူဒုတွေကြားထဲမှာမပြန့်နှံ့သေးသည့်တိုင်အောင်ကျွန်တော်တို့တော်လိုင်းပထမပိုင်းပြီးလိုက်ကြအောင်เนาะကျွန်တော်တို့ရပ်လိုက်ကြပြီဒုတိယပိုင်းကိုသွေးသင့်နဲ့เนาะကျွန်တော်တို့2021 February 10ရက်နေ့အလွန်ကာလတွေမှာစခဲ့တယ်လို့ပဲလမ်းပေါ်ထွက်ခဲ့တယ်လို့ပဲ in type r type in နဲ့ r နဲ့စကြအောင်ပါเนาะကျွန်တော်၅နှစ်လုံးမှာเนาะ ပြောပြောရွှင်ရွှင်ပေါ့ပေါ့ပါပါအေးအေးချမ်းချမ်းနေခဲ့တယ်ဆိုရင်ငါးနှစ်ဆိုတာဖင်လက်ကောင်းလက်ဘယ်နာကုံသွားမှမသိနော်ခင်ဗျားတို့အမေရိကသွားကြင်လာရတယ်ဂျပန်သွားကြင်လာရတယ်အီတလီသွားကြင်လာရတယ်နေလိုက်ခဲ့ရချင်းကြိုက်တဲ့ချစ်စရာကောင်းတဲ့ main ကလေးငယ်ယောက်ျားလေးတွေနဲ့တွေ့ကြမယ်သွားကြမယ်နော်ရွက်လေးတွေစီးကြမယ်ဆိုရင်ဒီငါးနှစ်ကခဏလေးပါနော်ပန့်ဖို့ရပြီမှန်ပါတယ်ခင်ဗျားတို့ပင်ပန်းနေဆိုတာနော်အမိအဖတော်လည်းလောက်ရနော်ကိုညီကိုမောင်မတွေအတွက်လည်းလောက်ရအိမ်မီလောင်တာတွေအတွက်လည်းလောက်ရနော် ိုကန့်ပြတ်သွားတဲ့ကျွန်တော်တို့ရဲ့ပြည်သူရဲဘော်ရဲမင်းတွေအတွက်လည်းလောက်ကเนาะတကူရေးသားကို့အတွက်လည်းလောက်ကเนาะတိုင်းပြည်အတွက်လည်းထမ်းဆောင်ရတဲ့ဒီခေတ်ကြီးမှာခင်ဗျားတို့ကတန်ဖိုးရှိလုံးပါတယ်ထောက်ဖို့တွေခင်ဗျားတို့လေးစားလုံးပါတယ်ခင်ဗျားတို့လည်းเนาะအဲ့တော့ဒီထောက်ဖို့တွေအားနဲ့ကျွန်တော်ရှေ့ဆက်ချင်ပါတယ်ဒီပြည်သူတွေအားနဲ့ရှေ့ဆက်ချင်ပါတယ်မျက်နှာမျက်လုံးထဲမှာเนาะပိတ်ကားထက်မှာမြင်နေရတယ်ကွက်ကွက်ကွန်းကွန်းမြင်အောင်ကြည့်ပြီးတော့ကျွန်တော်တို့ကမ်ပိန်းတွေတိုင်းကိုဖောက်ပို့ကြပါအထူးသဖြင့်ကျွန်တော်တို့ channel ဘုံမှာရှိနေတဲ့အတွက် ရန်နာဘုံနဲ့ကူပါတခြားကမ်ပိန်းတွေကိုလည်းကူကြပေးဖို့တိုက်တွန်းတဲ့ညီကောင်ချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာဒါတော့ဒီကနေ့ညခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းပြစင်ကြောင်းရတွေကိုကျွန်တော်ဝေယံကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကမြန်ဆုံးလွမြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းပြစင်နေနဲ့အခုကျွန်တော်တို့မနေ့ပြန်မနေ့ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်